ခေါ်ရလောက်အောင်ကျမလင်းလိုက်ယူရမှာမဟုတ်ဘူးလားဒီဘာစကားပြောတာနေရှာရခမလည်းပညာရှမ်းပေးတာဟိုကိုကြီးပဲမဟုတ်ပါဘူးမဟုတ်ဇက်ကြီးအခုကလည်းရှမ်းလက်ဆက်ပေးရ တကယ်ပထမစွာပဲစွာနေပြီကြောက်မှလွယ်ခံရအောင်ပထမကျလူကြီးစော် तू อ่ะဟဲ့သားလေးနှက်တာသိရမလားအဲ့လိုကျမတို့ပတ်စံပြန်ပေးပါမယ်လို့ဝန်ခံကလေးလည်းထိုးပေးပြီးသွားတယ်ကျန်းတဲ့ဘက်ကိုသွားတာပေါ့နော်ဆိုတော့အဲ့ဟာကြီးဆိုရမ်းမောတာလောက်ဟာချေဆိုအဲ့လိုမျိုးမောတယ်သူကဒီကားထဲမှာလုံးဝကိုယ်မထိနဲ့အမေမားတယ်အဲ့လိုကြီးပဲခက်ခက်မှမှန်တယ်အမေမတော်တော့အဲ့အဲ့လိုကြီးပဲဆိုတော့ယောက်ျားတော့ကိုယ့်ဘက်မှာအလေး ဇက်ကိုစားဖတ်လိုက်ကြတဲ့အတွက်ခက်ခက်မှန်ရဲ့ character တအားကို strong ဖြစ်တယ်ဆိုတော့လေအဲ့တော့လုံးဝဆက်ဆက်ထိမခံဆက်ဆက်ကျဲ အဲ့လိုနည်းနည်းမှတည်တည်တင်မခံဘူးပေါ့အဲ့လိုအဲ့လိုကိုယ့်ကိုကြောရဲနှစ်ဆသုံးဆပြန်ကြောမယ်ဆိုရလို့မျိုးပေါ့နော်အဲ့လိုဆိုအဓိကတော့ချွေရောက်ခမနဲ့ချွေမနဲ့ကြားမှာတော့အဲ့လိုညာဖြစ်တာပေါ့အဲ့လိုတချို့စင်းနေဆိုလို့ရှိရင် dialogue တွေရန်လည်းများတယ်အတောက်လျှောက်အဲ့လိုရန်နေဖြစ်ရတယ်စင်းကြီးရဲ့စင်းနေဆိုလို့ရှိရင်အဲ့လိုပြော့ခက်ခက်မှာ character ကြတော့အဲ့လိုသူကရိုးရိုးဘလိုမျိုးတွေမဟုတ်ပဲねတဲ့ပြောရနည်းနည်းလေးအဲ့လိုဘလိုခေါ့မလဲအဲ့လိုအရန်ကို ကျန်းတဲ့ဘက်ကိုသွားတာပေါ့နော်ဆိုတော့အဲ့ဟာကြီးဆိုရမ်းမောတာလောက်ရချေဆိုအဲ့လိုမျိုးမောတယ်ဟုတ်ဒါမဲ့လည်းပေါ့ကောင်းဆုံးလုပ်ထားပါရှင့်ကိုကျမတို့ပတ်စံပြတ်ပေးပါမယ်လို့ဝန်ခံကလေးလည်းထိုးပေးပြီးသွားပြီကျမတို့ခုတကယ်ခက်ခဲနေလို့ပြောနေတာ ဲ့ဒါနှစ်ကိစ္စလဲဆိုလို့ရှိရင်လေအာ episode 1မှာစပြီးတော့ဇက်ဖက်ကလေးကစပြီးတော့ဟိုစိုက်တဲ့ဆင်းရနေနောက်ဆုံးပြီးသွားတဲ့ဇက်သိန်းကြီးကလေတဆင်းမှမတည့်ဘူးတဆင်းဆိုတဆင်းမှမတည့်ဘူးပေါ့နော်ဆင်းနိုင်ရအဲ့လိုမျိုးဆင်းနေပြီပဲဆိုတော့ရခုမနဲ့ချစ်တဲ့ခံပေါ့တွင်းတက်ပြီးခရောက်တာတွင်းတက်ပြီးသူတန့်တမ်တန့်ကိုတက်အဲအဲ့လိုအဲ့လိုတက်မယ်နင်းတက်မလားငါတက်မလားအဲ့လိုအဲ့လိုက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 ိုလို့ခေါ်ရလားအမလင်းလိုက်ယူရပါမဟုတ်လား ။နေဘာစားခပြတာလဲ။ရှိုင်းလိုက်လား။မင်းပြောရက်လွန်နေပြီတော့။ရောက်ခမလည်းပညာရှမ်းပေးတာ။ဟိုကိုကြီးပဲမောင်းမာတာမဟုတ်ဇက်ကြီးနေ။ခမလည်းရှမ်းလက်ဆက်ပေးရ။ဘယ်ပညာရရန်ပေးရရန်ခံရကိုမသိလိုက်ပဲနဲ့လေ။တကယ်ခက်ခက်မှာစွာပဲစွာနေပြီ။ရောက်မှလည်းခံရအောင်။ခမကကြလူကြီးဆိုသူကဟဲ့သားလေးနှက်တာသိရမလား။အဲ့လိုပဲ။ ဆိုတော့ဖတ်တဲ့အချိန်မှာတော့ဟဲ့မောင်းပါပေါ့ဒီဟာတော်တော်ကြီးတော့လုံးရမယ်ပေါ့နော်ဆိုတော့အဲဒီကတော့ဒီဇက်လန်ကဟိုဟာ based on true story တကယ်ဟိုဖြစ်တဲ့လူကိုယ်တိုင်ကိုကတကယ်ဒီခက်ခက်မှာနေရလူကိုယ်တိုင်ကတကယ်ဒီဇက်ကိုအဲလာပြီးတော့ပြပြသွားတာပေါ့ဆိုတော့ဒီဇက်တိုင်ဟိုမှာဒီဇညွန်ဒီ hey player ဇညွန် team ကဒီအဓိကမပြောတင်စားကြတော့အခွဲရနေပြီးတော့သူတို့ကပြန်ပြီးတော့ ပြန်ပြီးကိုးကပြီးတော့ဇက်ကောက်နေနဲ့ဖြည့်ပြီးတော့ပြန်လှုပ်ထားတာပေါ့ဇက်ကိုဖတ်လိုက်တဲ့အချိန်မှာဖတ်လိုက်တော့ရဟင်ဟာဟုတ်တော့အဲ့လိုဖြစ်နေတာကိုယ်ရယ်ကအဲ့ဆိုအဲ့လိုဇက်ကလေပြီးတော့ အတက်တည်းပဲများနောက်ရှောက်တက်သွားဆိုတော့အဲတော့လုံးဝတော့ချဲရပါဘူးအဲ့လိုမျိုးဆက်ဆိုတော့အရင်လဲမောက်မာရပြီဆိုဖတ်ဖတ်တဲ့ချိန်မှာလဲအကြောက်တော့ကြောက်တယ်ဒါပေမဲ့အချိန်မှာအမေကဘာလုပ်လဲလို့သိတဲ့အချိန်မှာမက်ကီဆိုတော့အဲ့မှာပျော်လဲပျော်သွားဒါပေမဲ့မက်ကီနေမှာအဲ့တော့မဆုံးဘူးအဲမက်ကီကကိုအများကြီး support လုပ်ပေးရဲ့ဆိုတော့အရင်စစ်ပြပါတယ်နှစ်ယောက်က character ဘလို့တော့မွန်းချက်ခဲ့တယ်မွန်ကြတဲ့စိတ်ဖြစ်စီရပါတော့စိတ်ဖြစ်စီရပြီးတော့အဲရေမဘလို့ပြောရမလဲ အဲတချို့စင်းနေဆိုမောတာပေါ့တနေ့ဆိုပြီးရင်ဟိုဘိုက်ကြီးရဲ့စင်းနေတယ်အများကြီးပါတယ်ဆိုတော့အဲ့တနေ့တနေ့ဆိုအဲ့ဘိုက်တူကြီးကိုတက်တာလေမိုးလေးကနေညနေချင်းစင်းလိုက်ဘိုက်ကြီးတက်ဆိုတိုက်ခိုင်းနာအဲ့လိုမျိုးကြီးဆိုအများကြီးပဲအာကျွတ်ကျွတ်ကျွတ်တက်ရောက်တယ်အဲ့လိုမျိုးဖြစ်နေရရှစ်ရှစ်ဒါမြရှစ်အာအာအာကျေးဇူးရဟန်းတင်တယ်နော် အရန်ချစ်စရာကောင်းတဲ့ဒါလေးကိုမွေးပေးလို့အဲ့လိုဒီရောက်မနဲ့ချွေးမလာတော့ဖြစ်သွားလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ပြည့်ရမှန်ပုံမှာမှာပြည့်ရမှန်လည်းရှိမယ်သူတို့နည်းနည်းလေးထပ်ပြီးတော့အာလှအောင်ကိုးကားပြီးရေးထားတာလည်းရှိမယ်ပေါ့ဆိုတော့အမှန်တော့ဒီဇက်ကဒီနှစ်ယောက်ရဲ့ဒီအမုန်းတရားတွေကြောင့်ဇန်နဲ့ဒီအာဘေးပတ်ဝန်းကျင်ရောမဆိုင်ဒါရောမဖြစ်တဲ့နိုင်ရောဖြစ်ရဆိုရဲ့ဆက်လို့ အမျိုးသမီးဘက်ကိုကာကွယ်ပေးရအဲအမှ68တိဟာဦးကချာလီကအတူဆိုလို့ရှိရင်မကေပြောထင်မှာအမြဲပါတယ်တခုရှိရအဲ့ဒါပါလဲဆိုတော့နင်ကမားဘက်လိုက်ပြီးတော့မိုက်ဂရိတ်ပြောတာအဲ့အမြဲပြသူကသူကဒီကားထဲမှာလုံးဝကိုယ်ပတိနဲ့ အမေမာတယ်အဲ့လိုကြီးပဲခက်ခက်မှမှန်တယ်အမေမတော်တော့အဲ့လိုကြီးပဲဆိုတော့ယောက်ျားတော့ကိုယ့်ဘက်မှာအလေးအဲ့ဒါလူနဲ့ချောင်းသွားပါဘောအဲ့ယောက်ျားကယောက်ျားရှိတော့မောင်းမာတာပေါ့အဲကလေးကငါတို့အကျိုးပေးလားမပေးလားတော့မသိဘူးငါမာတော့ချုပ်တီးရတာကြီးတော်တော်များနေပြီစားကြနာလဲမစားဘူးခုနောက်မှရေမုံမနေ့ကတချို့အဲ့ဇလန်းကြည့်ပြီးတော့ချင်ပါ comment လေးတွေ့တယ် တွေ့ရချိန်မှာဘလို့လေးတွေ့လဲဆိုတော့ဟဲ့ငါအတိုင်းပဲလို့ဟဲ့အိမ်ကရောက်ခမအတိုင်းပဲလို့အဲကိုပြီးတော့ဟိုခလေးရေမအကျွေးနေတဲ့ဒီခလေးနဲ့အဲ့လိုမျိုးဖြစ်နေချိန်တည်းဆိုလို့ရှိရင်ဟဲ့လို့ငါကငါပြင်မိနေရတယ်အဲ့လိုလေးတော့တွေ့ရအဲ့ဆိုတော့တကယ်လက်တွေ့ဘဝမှာကျတော့ဘဝအဖုံဖုံဟိုဘလို့ခေါမလဲအဲ့လိုဖြတ်တန်းရတဲ့အဖုံဖုံရှိရလေဆိုတော့အထူးသဖြင့်ဒီမျိုးသမီးတွေမှာဆိုလို့ရှိရင်မြမမျိုးသမီးတော်များဆိုဒီရောက်ခမနဲ့ချွေးမှာ conflict တွေကပိုများမယ်ထင်တယ်ဆိုတော့ဒီရဇက်ကဒီလိုဇက်ဆိုတော့ဟုတ် ထပ်တူကြတော့စကားရိုက်ပြီးတော့ sharing လုပ်ဖို့ရှိတာမြို့သမီးတွေအတွက်ပေါ့နော် sharing လုပ်ဖို့ရှိလားအတကယ်တမ်းတော့ share ရမယ်ဆိုရင်တော့ဘယ်နေရာမှာမဆိုမုံတရားထားရဆိုတော့မကောင်းပါဘူးကိုယ့်ရဲ့ဒီချွေးမရောက်မှဖြစ်လာမဲ့သူတော့ကိုယ့်ဒီအမေရင်းတယောက်လို့ကိုယ့် မျိုးသားကိုချစ်တယ်လို့အဲ့လိုမျိုးချစ်ပေးနိုင်ပြီးတော့တယောက်နဲ့တယောက်ဟိုအမေဘက်ကလည်းကိုသမီးရင်းတယောက်လို့အဲ့လိုချစ်ပေးဖို့ကတော့ဟိုချစ်ပြီးတော့ဘယ်လိုကောင်းမလဲနားလည်မှုလေးနဲ့ပေါ့နော်ဒါကတော့လေဟိုတမိုင်းမေးပြဿနာဖြစ်နေတော့ကြောရခက်တယ်အော်ပြီးသွားပြီပေါ့တကယ်တကယ်တကယ်အလုံးရစို့တော့တအားအောင်ပါလေအရန်ဟို အရန်ကိုတပုံခက်ခက်မှာကရမုတ်ပေါ်မှာအများကြီးကိုပါလွှမ်းမိုးခဲ့ပါတယ်ဟုတ်နောက်ထပ်ပိုင်းတွေလည်းဆက်လက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့ပရိသတ်ကြိုက်တွေ့မဲ့ဇာကားကောင်းတစ်ခါဖြစ်မယ်ဆိုတာကိုလည်းယုံကြည်ပါတယ်ဒီဒရိုက်တာသိန်းဟန်အန်ကဒီလိုအကောင်းဆုံးပုံခေါ်ပြီးတော့ရိုက်ပြီးပေးထားပါတယ်မတို့ team တစ်ခုလုံးလည်းအကောင်းဆုံးစူးစမ်းထားကြပါတယ်ဆိုတော့အာအာအားပေးကြပါလို့ဒီအမားတို့လည်းအားပေးပါဒီပါဒီညိုက်တင်ပါရှင်